န်ထူပြည်လေးဝဲယတနာတစ်တာတွေ့သွားကြတယ်ချက်နိုင်ငံကတောင်တက်သမားများအားလုံးပဲမင်္ဂလာပါရှင် Let's talk the new channel ကနေကြိုဆိုပါတယ်ရှင်ဥရောပတိုင်းအတွင်းရှိချက်နိုင်ငံကတောင်တက်သမားတွေဟာတန်းနဲ့ရှိတဲ့ကမ္ဘာလူထုမှာတယောက်မဖြစ်နိုင်တဲ့ဖြစ်ရဆန်းနဲ့ကြုံတွေ့ခဲ့ကြရပါတယ်အဲ့ဒါကတော့တောင်တက်သမားတွေဟာရှေ့ဟောင်လျောဝဲယတနာတစ်တာကို အမှန်မတင်တွေ့ရှိခဲ့ကြတာဖြစ်ပါတယ် တွေ့တွေ့ရှင်တောင်တက်သမားတွေဟာအံ့ဩမင်းသက်သွားခဲ့ကြရတယ်လို့ရှန်နိုင်ငံကဒေတာတွင်တည်င်းဌာနတွေကို သူတို့ကပြောပြထားကြတာတွေ့ရပါတယ်။သူတို့ဟာအဲ့ဒီရေဒနာတက်တာကိုပိုလန်နယ်စပ်နာကဇီရှိနာတောင်ကုန်းရဲ့တောင်ဆောင်မှာအမတ်မထင်တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီရေဒနာတက်တာကိုဒီနှစ်2025ဖေဖော်ဝါရီလကလေးကတွေ့ထားခဲ့ကြတာဖြစ်ပေမဲ့ရှက်အာနာပိုင်တွေဘက်ကအခုမှထုတ်ပြောလာခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီတက်တာထဲမှာ3.8 kg နီးပါအလေးချိန်ရှိရွှေတင်းက968ပြားတန်စာစင်ထားတဲ့လက်ဝတ်ရည်တနာတွေရွှေစီကရပ်ဘူးတွေနဲ့တခြားအဖိုးတန်ပစ္စည်းတွေပါဝင်ပြီးစုစုပေါင်းအလေးချိန်9 kg ရှိပါတယ်အချိပိုင်းဘိုဟီမီးယားပြတိုက်ကရှေဟောင်တင်းကနဲ့ဒဇိတ်ဆူဆောင်သူဗော်တက်ဘရက်လီက အဲ့ဒီယတနာတွေကိုတွေ့မြင်ရချိန်မှာအံ့အားသင့်ခဲ့ရတယ်လို့ရှက်တင်းဌာနတစ်ခုဖြစ်တဲ့ novinki.cz ကို ပြောပါတယ်။ရွှေတင်းကားပြားတွေဟာ1920နဲ့1930ပြည့်နှစ်လွန်တွေကြာတစ်ချိန်ချင်းကဆာဗီးယားနယ်မြေမှာရှိခဲ့တယ်ဆိုတာကျွန်တော်တို့သိပါတယ်။ဒါပေမဲ့အရှေ့ပိုင်းဘိုဟီးမီးယားစီဘယ်အချိန်မှာဘလို့ရောက်လာတယ်ဆိုတာကတော့ဗဟေနီးဖြစ်နေသေးပါပဲလို့သူကပြောပါတယ်။ဒီယနာတက်တာနဲ့ပတ်သက်ပြီးကျွမ်းကျင်သူတွေကတော့ခက်မှန်းချက်အမျိုးမျိုးပြုလုပ်နေကြပါတယ်။ တချို့က1938နောက်ပိုင်းနာစီကျူးကျော်မှုကနေထွက်ပြေးလာတဲ့ရှက်လူမျိုးတွေရဲ့တက်တာလို့ပြောကြပါတယ်။တချို့ကလည်း1945ခုနှစ်နောက်ပိုင်းဒုတိယကမ္ဘာစစ်အလွန်မှာနင်ထုတ်ခံရလာလို့ယူဆရတဲ့ဂျာမန်တွေဒါမှမဟုတ်1953ခုနှစ်ကွန်မြူနစ်ငွေကြေးပြုပြင်ပြောင်းလဲမှုအတွင်းကနိုင်ငံသားတွေကဖတ်ထားခဲ့တဲ့ရည်စနာတွေဖြစ်နိုင်တယ်လို့ထင်ကြေးပေးနေကြပါတယ်။ ဘိုဟီမီးယားပြတ်တရဲ့ညွန်ကြားရေးမှူးပီတာဂရူလစ်ပြောတာကချက်ဂျာမန်ဒါမှမဟုတ်ဂျူးလူမျိုးတွေရဲ့ရွှေလားဆိုတာပြောဖို့ခက်တယ်လို့ဆိုပါတယ်။ခက်မှန်စေကွက်တန်ဖိုဟာရေဒနာပစ္စည်းတွေထဲကရွှေပါဝင်မှုအပေါ်မူတည်နေပေမဲ့တမိုင်းကြောင်းအရာအရေးပါမှုကတန်ဖိုကိုမြင့်တက်သွားစေနိုင်ပါတယ်။ပညာရှင်တွေကတော့ဥရောပ၃ငွေကြေးယူရို၃သိန်းကျော်တန်ဖိုရှိပြီးလက်ရှိမြန်မာငွေနဲ့တွက်ချက်ရင်ကျပ်တန်ပေါင်း1500ကျော်ရှိနိုင်တယ်လို့ခန့်မှန်းပြောဆိုနေကြပါတယ်။ ရင်နာတက်တာကိုတွေ့ရှိခဲ့တဲ့တောင်တက်သမားတွေဟာအချင်းချင်းခွဲဝေမယူခဲ့ကြပဲရှက်အာနာပိုင်းစီအနံခဲ့ကြပါတယ်။သူတို့ဟာအတူယူလေးစားဖွဲ့လောက်ရက်ကိုလောက်ခဲ့ကြတာဖြစ်ပါတယ်။မြန်မာမှာဆိုရင်တော့အဝေမတဲ့ပဲအချင်းချင်းထားတက်နေကြမှာမြေကြီးလက်ခံမလွဲဖြစ်ပါတယ်။ရှက်ဥပဒေအရတောင်တက်သမားတွေဟာယဒနာတံမိုးရဲ့ဆေးရခိုင်နှောင်းလောက်အထိစုကြည်အဖြစ်ရရှိနိုင်ပါတယ်။ဒါကြောင့်ခက်မှန်တွက်ချက်ထားကြတဲ့ယူရို၃သိန်း မြန်မာငွေတန်း1500ရဲ့30ရာခိုင်နှုန်းဖြစ်တဲ့ယူရို3000ကိုရရှိဖွယ်ဖြစ်ပါတယ်။ရှစ်နိုင်ငံပြတဲ့ကတော့အဲ့ဒီရေဒနာတွေကိုထိမ့်သိမ်းထားဖို့လှုံ့ဆော်နေပြီးနောက်မှာအများတီသူကိုပြတာဖို့ရည်မှန်းထားကြပါတယ်။သတင်းလေးရတော့ဒီလောက်ပါပဲရှင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ မြန်မာပြည်သူပြည်သားအားလုံးမင်းဆုမင်းညစ်ပေးတဘာဝပေးစစ်ပေးတို့ကနေအမြန်ဆုံးရုန်းထွက်နိုင်ကြပါစေကျမတို့ channel လေးကို subscribe လေးလောက်ထားပေးကြဖို့မေတ္တာရက်ခံပါလိမ့်ရှင်ကျမညင်ပါ